မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လာ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်ကအေယာဝင်ရဲစခန်း gate ကိုလက်ပစ်ဘုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်ရာရဲတအုပ်နေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံပြီးတော့နောက်ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဂျွန်လာ20ရက်နေ့ည၈နာရီအချိန်မှာတောင်ဒဂုံမြို့နယ်မောင်းမကန်လမ်းမကြီးနဲ့အေယာဝင်လမ်းမကြီးထိပ်မှရှိတဲ့ ရဲစခန်းရှိဂိတ်ကင်းရှိရာကိုပျောက်ကြားတပ်ဖွဲ့ဝင်တွေကလက်ပြပုံနှလုံးနဲ့ရွှေစင်နောက်ဆက်တွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီစခန်းဂိတ်ကရဲတယောက်ကအပြင်ကိုဆဲလိုက်ထွက်ဝယ်လိုက်တောက်လိုက်နဲ့လုံနေတာသူ့ကိုကျွန်တော်တို့စောင့်ကြည့်နေတာကြားပြီးဒါနဲ့ဒီကောင်ဆွေးလိုက်ထွက်ဝယ်ပြီးတော့ဂိတ်ဝါမှာထိုင်တောက်နေတဲ့အချိန်လက်ပြပုံတစ်လုံးနဲ့အရင်ပြစ်လိုက်ပါတယ်ဘုံကသူ့နားတွေကြောက်ရောက်ပောက်ွဲလို့တန်းတည်သွားတာပေါ့အဲ့ဒီနောက်မှနောက်ဘုံတစ်လုံးကိုကင်းဂိတ်ရှိရာကိုထပ်ပြီးတော့ပြစ်လိုက်တာပါအဲ့ဒီအလုံးကလည်း ်ဂိတ်ဘေးကိုကျပြီးတော့နှကောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Mother San Yangon Force ကတာဝန်ရှိသူဘိုးနိုင်ကသတင်းပေးဖို့ပြောကြားထားပါတယ်တိုက်ခိုက်မှုအပြီးမှာတွန်လိုင်းတပ်ဖွဲ့ဝင်တွေအထိကံမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်လက်ရှိမှာရန်ကုန်မြို့အတွင်းအကြမ်းဖက်စစ်ကောင်စီကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစစ်ဆေးဖမ်းဆီးတာတွေလှုပ်ဆောင်နေသလိုလူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲအချိန်ကြောင်းလုံခြုံရေးတွေတင်းကျပ်နေတယ်လို့လည်းသိရပါတယ်အခုကာလအခက်အခဲတွေကကြားတဲ့အတိုင်းပါပဲဆိုင်ကယ်တွေကားတွေအစစ်ဆေးတွေကျန်းနေတာ ဒါပေမဲ့လည်းကျွန်တော်တို့ဘက်ကတော့လှုပ်ရှားရှိတာလှုပ်ရမှာပါပဲအဲ့ဒီတော့ပြည်သူတွေအနေနဲ့ကျွန်တော်တို့နဲ့ပူးပေါင်းတဲ့အနေနဲ့စစ်ကောင်စီဂိတ်စခန်းတွေနားကိုမတော်ကြပါနဲ့တော်လန်ပြည်သူတွေအလုံးကြမ်းမာကြပါစေလို့ Mother San Yangon Force ကတာဝန်ရှိသူဘိုနိုင်ကပြောပြထားပါဗျ။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ညပိုင်းကလည်းဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်တရားရုံးကိုမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များကအဝေးပြစ်လောင်ချာနဲ့တွားရောက်ပစ်ခတ်တိုက်ခတ်ခဲ့သေးတယ်လို့သိရပါဗျ။ စစ်အုပ်ချုပ်ရေးအမိန့်ရှိတဲ့ဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်မှာရက်ကွာအာနာပိုင်တွေကစစ်ကောင်စီတက်နေတဲ့လုံခြုံရေးယူကာဘေးရွဲဆိုင်ကယ်တွေကိုဖမ်းဆီးတာညဘက်အလှည့်ကျကင်းဆောင်ခိုင်းတာတွေအပြင်မကြာခဏဆိုသလိုပေါ်တာဆွဲဖမ်းဆီးတာတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေမြို့စစ်တပ်ကတော်ចောင်းအုပ်ကြီးဗိုလ်ချုပ်စိုးမြတ်ထွတ်ရဲ့ကိုရီးအရာရှိဗိုလ်ကြီးတအုပ်နဲ့တပည့်ဒုတိယဗိုလ်မှူးကြီးတန်းလိုက်မြင့်တို့ဟာလက်ပေးလက်ယူမှုလူမှုရေးဖောက်ပြမှုတွေနဲ့ဖမ်းဆီးခံထားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကတော်ចောင်းအုပ်ကြီးလည်းဖြစ်ပြည်ဦးလွေတက်နယ်မှုလည်းဖြစ်တဲ့ဗိုလ်ချုပ်စိုးမြတ်ထွတ်ရဲ့တပည့်တအုပ်ဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးတန်းလိုက်မြင့်ဟာ ပြင်းလွင်တက်တဲ့လုံခြုံရေးအတွက်တက်ခိတ်များမှာတာဝန်ချထားတဲ့အချိန်လက်ပေးလက်ယူမှုများကိုကျူးလွန်ခဲ့ကြောင်းတိုင်ကြားမှုများကြောင်းစစ်ကောင်စီကဒုတိယဗိုလ်မှူးကြီးတန်းလိုင်မြင့်ကိုပြန်လည်ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ပြင်းလွင်စစ်တပ်ကတော့ကဒုတိယဗိုလ်မှူးကြီးတန်းလိုင်မြင့်ကတက်ရဲ့စစ်စေးရေးဂိတ်တွေမှာလက်ပေးလက်ယူမှုတွေကျူးလွန်ထားပါတယ်။အဲ့ဒါကျူးလွန်ကြောင်းထင်ရှားတော့အချုပ်ထဲကိုရောက်ကုန်တယ် ဖမ်းဆီးခံထားတဲ့ဒုတိယဗိုလ်မှူးကြီးတန်းလိုင်မြင့်ကအပတ်စဉ်45ကပါလို့စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒါအပြင်စစ်တကတော်ចောင်းအုပ်ကြီးဗိုလ်ချုပ်စိုးမြတ်ထွတ်ရဲ့ကိုရေးအရာရှိတအုပ်ဖြစ်တဲ့ဗိုလ်ကြီးရဲထွတ်ဟာလည်းလူမှုရေးဖောက်ပြန်မှုများကြောင့်တိုင်ကြားခံထားရပြီးတော့ဖမ်းဆီးချုံနောင်မှုများနဲ့အမှုကိုရင်ဆိုင်နေရတယ်လို့သိရပါဗျ။သူ့ရဲ့ကိုရေးအရာရှိဗိုလ်ကြီးရဲထွတ်ကမိမကိစ္စရှုပ်လို့တိုင်ခံထားရတာအခုအချုပ်ထဲရောက်နေတယ်သူတပည့်တွေနဲ့ပတ်ဝန်းကျင်ကအရာရှိတွေအကုန်လုံးမဟုတ်တာတွေအကုန်လုံးကြလို့ အချုပ်ထဲရောက်တဲ့သူကရောက်အတိုင်ခံရတဲ့သူနဲ့အဖမ်းခံရတဲ့သူအဲ့ဒီလိုတွေဖြစ်နေတာစစ်တပ်ကသူចောင်းអូជីကနေပြီးတော့တိုင်းမှုအဖြစ်နဲ့အပြောင်းထွက်ရမှာကိုမထွက်နိုင်ဖြစ်ပြီးတော့တောင်းတင်းနေတာစစ်တပ်ကသူចောင်းអូជីယာရုမှာတတ်တော်ရှိဘိုးဘိုးကြီးဖြစ်နေပြီဒါတော့သူ့ရဲ့လက်အောက်မှာရှိနေတဲ့ အရှုပ်ထုပ်တွေအကုန်လုံးကိုအထက်ကိုမတင်ပြရဲဘဲနဲ့ဖုံးပိထားကြတာလို့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဒါ့အပြင်ပြည်ဦးလွင်စစ်တပ်ကတုံးမှာစာတင်ကြားနေတဲ့ចောင်းစီယာစစ်အရာရှိကြီးတချို့ထွက်ပြေးတိမ်းရှောင်မှုများလည်းကြုံတွေ့နေရတဲ့အတွက်အခုလိုမျိုးတပ်ပြေးများပြားမှုအတွက်ចောင်းအုပ်ကြီးဗိုလ်ချုပ်စိုးမြတ်ထွတ်ဟာထူးကျေလွာများတင်သွင်းနေရတယ်လို့သိရပါတယ်။လက်ရှိစစ်တပ်ကတုံးចောင်းအုပ်ကြီးဗိုလ်ချုပ်စိုးမြတ်ထွတ်ဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကမင်းအောင်လှိုင်အာနာစသိမ်းတဲ့အချိန်က NLD အစိုးရအဖွဲ့ဝင်များကိုဖမ်းဆီးရန် မင်းအောင်လိုင်ရဲ့အဓိကတာဝန်ပေးခံရတဲ့တမခွန်ခွန်ရဲ့တမမှုအဖြစ်နဲ့ရှိခဲ့ပြီးတော့မင်းအောင်လိုင်က2023ခုနှစ်မတ်လ31ရက်နေ့မှာပြည်ဦးလွယ်မြို့မှာရှိတဲ့စစ်တပ်ကတော်ကြောင်းအောင်ကြီးအဖြစ်နဲ့၎င်းကိုခန့်အပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုင်ရဲ့လူယုံတအုပ်အဖြစ် NLD အစိုးရဖွဲ့ဝင်တွေကိုဖမ်းဆီးရမှာအဓိကပါဝင်ခဲ့တော်လဲစိုးမြတ်ထွတ်ဟာတမခွန်ခွန်တမမှုယာရုက တက်မတော်ဤပညာတက်ကတော်ကျောင်းအကြီးအဖြစ်တို့၎င်းအဲ့ဒီနောက်မှာစစ်တက်ကတော် DSA ကျောင်းအကြီးယာရုကို၎င်းယာရုတုံးမြင်ပြီးတော့ပြောင်းရွှေ့ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့လက်တလုံးမှာသူ့ရဲ့တပည့်ဖြစ်သူများရဲ့လက်ပေးလက်ယူမှုလူမှုရေးဖောက်ပြန်မှုများနဲ့ဖမ်းဆီးခံရမှုအပြင်တပ်ပြေးမှုများအပေါ်အကန့်အတွဲညံပြင်းမှုတို့ကြောင့်ဗိုလ်ချုပ်စိုးမြတ်ထွတ်တိုင်းမှုယာရုကိုအပြောင်းရွှေ့အတွက်အဟံတားဖြစ်နေတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းကြံကင်းမြို့နယ်မှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမူတောင်းထွက်လွင်ကပြည်သူများကိုရိုက်နှက်ဖမ်းဆီးဝင်းညှဉ်းပုံများဇက်တိုက်လုံဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့မနက်တနားရဲ့အချိန်မှာကြံကင်းမြို့နယ်ဂျိုးပင်စုအုပ်စုကံရွာချေးရွာနေဒေါခင်မြရဲ့နေအိမ်ကိုကြံကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက် ဗိုလ်မှူးတောင်းထွက်လွင်ဥဆောင်တယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကားတွေနဲ့ရောက်လာတယ်လို့ပြောပါတယ်အဲ့ဒီနောက် SS ဆင်မယ်ဆိုပြီးတော့ဒေါခင်မြအပါအဝင်မိသားစုဝင်၃ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်အဲ့ဒီနောက်မိသားစုဝင်တအုပ်ကိုငွေကျပ်သိန်း30နဲ့ချင်းချောက်တောင်းယူပြီးတော့ပြန်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်မနေ့အစောကြီးကားနဲ့ဝင်လာပြီးတော့ SS ဆင်မယ်ချဲတီလောင်းကစားလုပ်တယ်ဆိုပြီးတော့ဒေါခင်မြနဲ့သူ့ရဲ့အိမ်သားနှစ်ဦးကိုပါးတွေရိုက်နရင်တွေအုပ်ပြီးတော့ကားပေါ်ကိုဆွဲတင်သွားတယ်ပြီးတော့ကြံရင်းထွေအုံရုံးကိုခေါ်သွားပြီးတော့ထိတ်တုံးခတ်ထားတယ် ်နောက်ပြီးတော့ပြန်လွတ်ချင်းရင်မိသားစုဝင်တအုပ်ကို330နှုံးနဲ့ချိမ့်ချောက်ပြီးတော့ပတ်စံတောင်းပါတယ်နောက်ဆုံး390နဲ့ဒေါခင်မြနဲ့မိသားစုဝင်တွေပြန်လွတ်သွားတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကတိုင်ကြားထားပါတယ်အလားတူပဲကြံငဲမြို့နယ်အတွင်းဘုံမူတောင်းထုတ်တွင်ဥဆောင်ပြီးတော့ပြူစောတိအဖွဲ့ပြည်သူလုံခြုံရေးအဖွဲ့များဖွဲ့စည်းကအဲ့ဒီအဖွဲ့တွေကလည်းနယ်မြေလုံးကျုံရေးကိုအကြောင်းပြခြင်းစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းပတ်စံနဲ့ရွေးယူခိုင်းပြီးတော့ပြန်လုပေးခြင်းများကိုကြကြပြက်ပြက်လှုပ်ဆောင်နေကြတယ်လို့သိရပါဗျ ပြီးခဲ့တဲ့လတွေတုန်းကလည်းပရီဘောကလုတ်တဲ့အင်တိန်ကိုဘုံမူတောင်းထုတ်လွဲနဲ့စစ်သားတွေရောက်လာတယ်။အိမ်မှာပရီဘောကလုတ်တဲ့တစ်အတိုစာလေးတွေကိုကားပေါ်တင်ပြီးတော့တရားမဝင်တစ်တွေတုံးတယ်ဘာညာဆိုပြီးတော့အဲ့ဒီမှာရှိတဲ့ဒူတွေကိုထိုးချိတ်ကားပေါ်တင်ပြီးတော့ကြံကင်းထွေဦးရုံးမှာထိတ်တုံးခတ်ထားတယ်။အဲ့ဒါကိုတိန်းရာနဲ့ချီပေးမှငါးရဲ့အချာမှာအဲ့ဒီပရီဘောကအိမ်ကလူတွေကိုပြန်လှုပ်ပေးတယ်။ ဲ့ဒီဘုံမူတောင်းထွက်တွင်ကအဲ့ဒီလိုမျိုးတွေကျူးလွန်နေတာပါဒီလိုအမှုတွေအများကြီးပဲလုပ်နေတာလို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။ဒါအပြင်ဘုံမူတောင်းထွက်တွင်ရဲ့လက်အောက်မှာရှိတဲ့ပြည်သူစစ်နယ်ပြူစောထီးများပြည်သူလုံခြုံရေးအဖွဲ့များကလည်းပြည်သူများနဲ့လူငယ်များကိုဖမ်းဆီးပြီးတော့စိတ်ကြိုက်ပတ်စံတောင်းခြင်းပတ်စံမပေးနိုင်ပါကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥတွေနဲ့ထောင်ချခြင်း PDF နဲ့ပတ်သက်နေတယ်ဆိုပြီးတော့ညှဉ်းပန်းနှိပ်စက်မှုများကိုလှုံ့ဆော်နေတယ်လို့သိရပါတယ်။ခေတ်ကပြက်အလုပ်တွေကလည်းမကောင်းတဲ့အချိန်မှာဒီကောင်တွေတောင်းသလောက်မပေးရင်လေ အကြမ်းဖက်ဥပဒေနဲ့စွဲချက်တင်ပြီးတော့အမှုဖွင့်ခံရမယ်သူတို့တွေကလုံခြုံရေးကင်းလဲ့တယ်ဆိုပြီးတော့ရွာထဲကအေးအေးချမ်းချမ်းနေနေတဲ့ပတ်စံရှိတဲ့အိမ်တွေဆိုရင်အတင်းဝင်ဆွဲတာပဲကြံကြီးတမျိုးနဲ့လုံးလဲငွေငစ်ခံနေရတာဒီကောင်တွေရွာထဲဝင်လာရင်အကုန်ထွက်ပြေးနေရတာလို့ပိုးစုကြီးကြေးပါသားတို့ကရှင်းပြထားပါဗျ။ကြံကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတောင်းထွတ်လွင်ရဲ့အခုလိုမျိုးပြည်သူတွေအပေါ်ဖမ်းဆီးချိန်ချောင်းငွေညစ်နေတယ် ဥပဒေမဲ့ပြုကျင့်မှုများကိုတိုင်ကြားချင်ကြတော့လေ၎င်းရဲ့ရန်ကိုချောက်ပြီးတော့ဒေသခံပြည်သူများဟာဘယ်ကုန်းမှမတိုင်ကြားရဲကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းအင်္ဂဘူမြို့နယ်စီပင်ချေးရွာအုပ်စုအုပ်ချုပ်ရင်းမူဦးစိုးကတူအရင်ဖြစ်သူကိုစစ်မှုရန်တပ်သားအဖြစ်နဲ့ထည့်သွင်းပြီးတော့စစ်သားများကဝိုင်းဝန်းရိုက်နှက် ထိုးချိန်ကြတဲ့အတွက်တေဆုံးသွားခဲ့ပြီးစစ်တပ်ကအလောင်းကိုပြန်လာပို့သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်္ဂဘူမြို့နယ်စီရင်ကျေးပါအုပ်ချုပ်ရေးမှူးဦးစိုးက၎င်းရဲ့ညီအရင်းဖြစ်သူဦးညွန့်ရွှေရဲ့သားဖြစ်သူကိုတစ်ချိန်လုံးအရက်တောင်နေတယ်ဆိုပြီးတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့ထဲသွင်းလိုက်တယ်လို့သိရပါတယ်။ဇွန်လ14ရက်နေ့မှာစစ်မှုထမ်းအပစင်14ကိုတက်ရောက်ဖို့အတွက်စစ်တပ်ကအုပ်ချုပ်ရေးမှူးဦးစိုးရဲ့တူဖြစ်သူကိုလာရောက်ခေါ်ဆောင်သွားတယ်လို့ပြောပါတယ်။ ဇွန်လ16ရက်နေ့မနက်ပိုင်းမှာကြေးရွာအုပ်ချုပ်ရေးမှူးဦးစိုးရဲ့တူဖြစ်သူရဲ့အလောင်းကိုစစ်တပ်ကကြေးရွာကိုပြန်လည်ပို့ဆောင်ပေးခဲ့ပြီးတော့တကူလုံးမှာဒဏ်ရာရင်းနဲ့ပြည့်နှက်နေတယ်လို့သိရပါတယ်။စီပင်ကြေးရွာအုပ်ချုပ်ရေးမှူးငဆိုးကသူ့ရဲ့တူအရင်အရက်ကြောင်ကြောင်နေတဲ့ကောင်ကိုစစ်မှုထမ်းဖို့ဆိုပြီးတော့အပတ်စဉ်14ရက်မှာထည့်လိုက်တာ။အုပ်ကြီးငဆိုးရဲ့ညီဖြစ်သူညွတ်ရွှေရဲ့သားသူ့ရဲ့တူအရင်ကိုစစ်မှုထမ်းနဲ့ပြန်ထည့်လိုက်တာနော်။အဲ့ဒါဇွန်လ16ရက်နေ့မှာစစ်ကားနဲ့သူ့ရဲ့အလောင်းကိုလာပို့တယ်။ စစ်တပ်ကတော့အရက်စီကိုရေမရောပဲမှားတောက်ပြီလို့တေသွားတာလို့ပြောတာပဲဒါပေမဲ့အလောင်းကိုကြည့်လိုက်တော့အလောင်းမှာဖိုးရောင်ပြီးတော့ညိုမဲဒဏ်ရာတွေအပြည့်ပဲဝိုင်းရိုက်ပြီးတော့တေသွားတာပါနောက်မှစစ်သားတို့ကပြောတာတော့အရက်ကြောင်ကြောင်ပြီးပောက်ကြရတွေရှောက်ပြောလို့တက်ကစစ်သားတွေကဝိုင်းထိုးကြရင်လည်းလက်လွန်ပြီးတေသွားတာလို့စီပင်ကြီးရွာအုပ်စုကဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်တကစစ်မှုထမ်းခိုင်းရန်ခေါ်ဆောင်သွားပြီးတဲ့နောက်နှစ်ရက်အကြာမှာအလောင်းကိုပြန်လာပို့ခြင်းဖြစ်တော့လေကြံရည်သူမိသားစုတွေကတော့ဘယ်သူ့ကောင်မှမတိုင်ချရဲဘူးလို့ပြောပါတယ် ်စစ်တပ်ကပြောတဲ့အတိုင်းအယက်စီတောက်ပြီးတော့တေဆုံးသွားတာဆိုတာကိုလက်ခံပြီးတော့တေဆုံးသူကိုတကြိုလိုက်ရတယ်လို့သိရပါတယ်အင်ကပူမြို့နယ်မှာ AA နဲ့ PDF များဝင်ရောက်လာနိုင်တယ်ဆိုပြီးတော့စစ်တပ်ကစစ်မှုန်းတပ်သားတက်များအဖြစ်လူငယ်များကိုဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းများကိုအကြီးအကျယ်လှုပ်ဆောင်နေတဲ့မြို့နယ်တစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့တွင်ပြင်းချောက်နာနေရာကိုစစ်တပ်ကလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ရာလူနေအိမ်တစ်လုံးနဲ့စီပေးပါအလုံး80ခန့်မိလောင်ပြာကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ21ရက်နေ့မနက်6:35မိနစ်အချိန်မှာစောမြို့တွင်ပြင်းချောက်နာနေရာကိုစစ်ကောင်စီရဲ့တရုတ်လေးတပ်ကနေတက်လာတဲ့112ထောက်ပို့လေယာဉ်ပေါ်ကနေဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့ရာ စီပေပါများတူလောင်ထားတဲ့ခြံဝင်းတစ်ခုအတွင်းကိုကြောက်ရောက်ပောက်ကွဲပြီးတော့လူနေအိမ်တစ်လုံးနဲ့စီပေပါအလုံး80ကမိလောင်ပြကျသွားတယ်လို့သိရပါဗါးစောမျိုးတွင်နယ်နမိတ်ထဲနေရပါပဲဒေသခေါ်တော့ပြင်းချောင်းနားလို့ပြောလို့ရပါတယ်ဘာတိုက်ပွဲမှမရှိဘဲနဲ့ဘုံကျဲချသွားတာပါအိမ်တွေကမိကူးဆက်တာတော့မရှိပါဘူးခြံထဲမှာယာယီဆောက်ထားတဲ့တဲတစ်လုံးနဲ့စီပေပါတွေမိလောင်သွားတာပါစီပေပါကတော့အလုံး80ကျော်လောက်ရှိမယ်တခြားနေအိမ်တွေလောင်တာတော့မရှိပါဘူးကြိမ်နေနဲ့ဘုံသုံးလုံးကျဲချသွားတာ လူထိခိုက်မှုတော့မရှိပါဘူးလို့ရောလင်းနှန်းကကိုအောင်ကြီးကသတင်းပေးဖို့ပြောကြားထားပါဗျ။ဒါအပြင်မခွေးတိုင်းပေါ့ညုံနယ်အနောက်ချမ်းကိုလည်းအဲ့ဒီ112ထောက်ဖို့လေရင်နဲ့ဆယ်ချိန်ခန့်ဘုံကျဲခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့မသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပြေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ